ัสดีค่ะอารมณ์แม่มิงลาပါရှင်เฟมาไทยสึกก็ပြောတင်นางจุซุบาเดครูนันโวคันဖြစ်ပါတယ်ค่ะ ครูปันဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီနေ့ခရိုတို့နှစ်ယောက်ကပေါ့နော်လောလောဆယ်တော်တာဘန်ကောက်ရောက်နေတာအဲ့မှာဆွေးနွေးမိကြတာပေါ့နော် ဘဏ်ကောင်းကိုထွက်လာတဲ့အခါမှာပေါ့နော်ဗီဇာတွေကလည်းအမျိုးမျိုးရှိရပေါ့အဲ့ဒီဗီဇာလောက်ရတဲ့ process ကိုပေါ့နော်တစ်ခါလေကြာရင်လည်းတိတလို့လို့မတိတလို့လို့ဖြစ်နေတာဒါမဲ့ခရုပိုင်ကတော့ကိုတိုင်ပေါ့နော်ဒီ education visa နဲ့ထိုင်းကိုရောက်ရှိလာတာဖြစ်တဲ့အတွက်အသေးစိတ်လေးတွေသိချင်တာလေးတွေကိုမေးဖို့အတွက်ဒီ video လေးကိုရိုက်လိုက်တာပါခအဲ့ဒါဆိုရင်ဆက်လိုက်တော့မယ်နော်အာခရုခါအခုပေါ့နော် ကိုကရန်ကုန်ကနေပြီးတော့မှမြန်မာနိုင်ငံကပေါ့ထိုင်းကိုတန်းလာတယ်အဲ14ရက်နဲ့14ရက်ဗီဇာပေါ့ဟို free ဗီဇာပေါ့အဲ့ဒါနဲ့လည်းလာလို့ရတယ်လည်းရှိတယ်ဒါမှမဟုတ်ရင်ဟို2လ tourist ဗီဇာနဲ့လာလို့ရတာလည်းရှိတယ်ဒီကိုရောက်မှဟိုဟာ extend နေအမျိုးမျိုးလောက်ကြတယ်ပေါ့အဲ့ဒါလေးကိုနည်းနည်းလောက်ရှင်းပြပေးလို့ရမလားခဟုတ်ကဲ့ရပါတယ်ခု အာ14ရက်14 day free နဲ့လာတယ်ဆိုလို့ရှိရင်ပေါ့နော်အာဒီရောက်တာနဲ့တော့ one month extension လုပ်ဖို့တော့လိုတယ်ပေါ့နော်ကိုက ED visa ဆက်ပြီးတော့ယူဖို့အစီအစဉ်ရှိရယ်ဆိုလို့ရှိရင်14ရက် free နဲ့ရအောင်လာလာပြီးလို့ရှိရင်တော့ဟိုတစ်လ extension တိုးရမယ်ပေါ့နော်အဲ့တော့ရရောက်ချင်းကိုတိုင်ရောက်ထောက်ခံစာလေးယူထားမယ်ပေါ့နော်အာ DM တတိလေးရှိမယ်ဆိုလို့ရှိရင်တော့အဲ့ဒါ extension သွားလုပ်လို့ရရယ်ပေါ့နော်တစ်လ one month extension လုပ်ပါလုပ်ပြီးသွားလို့ရှိရင်တော့ဟို language school ကိုအဲ့လိုရရယ်ပေါ့နော် language school app ပြီးတော့ ED visa ယူလိုက်လို့ရရယ် ်ပေါ့အဲ့တော့ language school တွေရဲ့ဈေးနှုန်းက school fees ကတော့ကိုရွေးချယ်လိုက်တဲ့တန်းတန်းကြောင့်ပေါ့ multi ပြီးတော့တန်းတန်းချင်းတစ်နှစ်စာဟို၄လရှိကနေပြီးတော့တစ်နှစ်အထိကိုဟို visa တန်းတန်းရကြတယ်ပေါ့အဲ့တော့တန်းတန်းချင်းကလည်းအဲ3000ဝန်းကျင်ကနေပြီးတော့ဟို9000ကျော်ဝန်းကျင်လောက်အထိကိုဒါကိုတန်းတန်းနဲ့ကိုယူတဲ့ဘာသာပေါ့ multi ပြီးတော့ပုံချနိုင်တာလေးရှိတယ်ပေါ့နော်ဟုတ်ကဲ့ค่ะครูค่ะอ่ะส่วนนอกตะคู่บ่เนาะที่ ဆနာခရူပြောတယ်14ရက်နဲ့ပဲလာလာတော့မဟုတ်ရင်တိုးတဲ့ဆွေစာနဲ့ပဲလာလာဒီကိုရောက်ပြီးတော့ပြီဆိုရင်ဒီအာ EA extension ယူမယ်ဆိုတဲ့ဟာပေါ့အဓိကတော့ဆနာပြောတာ14ရက်ပေါ့နော်လာတယ် EA extension ယူတယ်တန်ယုံထောက်ခံဆိုင်ယူတယ်ဆိုတဲ့ဟာလေးလေအဲ့ဒါဘလို့ယူရလဲမသိဘူးเนาะအဲ့ဒီလုပ်ငန်းစဉ်လေးနည်းနည်းပြောပြပါအောင် อ่าโอเคเอ่อตันยงทอกขันซ่าก็รอณีถ่ายจังปอเนาะตันยงโอตั้วပြီးတော့บ่าလုတ်ချင်น่ะလဲပေါ့เนาะตันยงโอทอกขันซ่าလို့ခြင်းလို့ဆိုပြီးတော့ตั้วမေးလို့ရှင်เนาะตันยงก็เมေးလိုက်มั้ยเอ่อကောင်းမောင်းလိုင်စင်လုတ်ဖို့လာอ่าจ้าဆိုจ้องแอปဖို့ပေါ့เนาะเอ่อจ้องแอปခြင်းလို့ဆိုပြီးတော့အဲ့ဒါပြောလိုက်လို့ရှင်เนาะဟိုทอกขันซ่าရပြီပေါ့เนาะဟိုตันยงရဲ့မျက်ဆောင်တို့ဘတ်ချမ်းမှာရှိတယ်ဘန်ကောက်ဘန်မှာตันยงကတတ်မှတ်ထားတဲ့အမောင့်လေးပေါ့ตั้วต้นရတယ်ဒီทอกขันซ่า ဖို့ဘိုးလေးပေါ့နော်ဘတ်တရ50ဝန်းကျင်လားခရစ်တိတ်ချာတော့မသိဘူးအဲ့ဒီလောက်ကိုသွင်းပြီးလို့ရှိရင်အဲ့ဆက်လက်လေးနဲ့အတူတူထောက်ကန်စာသွားပြီးတော့ထုတ်ရတယ်ပေါ့နော်ဟိုထောက်ကန်စာရှောက်ခဲ့ရတယ်ပေါ့ရရောက်ခြင်းဟိုနေချင်းပြီးမရပါဘူးတရက်သုံးဖို့နှစ်ရက်ပေါ့နော်ဒါကတော့အဲ့ကိုရှောက်တဲ့အချိန်ပေါ်မှာမူတည်ပြီးတော့တန်ယုံရဲ့ဝက်ကလုတ်ပေါ်မူတည်ပြီးတော့တရက်နှစ်ရက်လောက်ကတော့ကြာတတ်တယ်ခုဟုတ် ဟုတ်ကဲ့အဆွင်ဒါတန်ယုံထောက်ခံဆိုင်ကိုရသွားပြီဆနာဘတ်150ဝန်းကျင်လောက်ရှိမယ်ရသွားပြီဆိုတဲ့ခါကျမှကိုကဒီမှာအာ e extension လုပ်မယ်ဟုတ်ကဲ့ခရိုခါတကယ်လို့အဲ့မှာဟုတ်ပြီ14ရက် free နဲ့ရောက်လာတယ်နှခါ free visa နဲ့ရောက်လာတယ်ပြီးတော့ကျမဆနာပြောတယ်လို့ကုန်ခန်းကြီးတရက်နဲ့အလိုလောက်မှာကိုကတန်ယုံကိုသွားပြီးတော့မှတန်ယုံထောက်ခံဆိုင်ယူပြီးသွားပြီအဲ့တော့ e extension လုပ်တော့မယ်အဲ့ခါမှာဘယ်မှာသွားလို့ရမှာလဲခါ ဟုတ်ကဲ့တယုံထောက်ခံစာလည်းရပြီးပြီဆိုလို့ရှင်တော့14ရက် free နဲ့လာရတဲ့လူတွေအတွက်ကတော့ ID square ဆိုတဲ့နေရာမှာသွားပြီးတော့လောက်ရမှာပါခုအာ TR visa နဲ့လာရတဲ့လူတွေအတွက် e extension လုပ်ရှင်တယ်ဆိုလို့ရှင်တော့ကြံဝတ္တနာမှာသွားလို့လို့ရပါတယ်ခါခရုခါအခုပေါ့နော်14ရက် free visa နဲ့လည်းရောက်လာပြီအဲ့ဒီ14ရက်လေးကုန်ခါနီးမှာတန်ယုံထောက်ခံစာလည်းတောင်းပြီးတွားပြီ ဒီတစ်ခါမှာ e extension လုပ်တော့မယ်အဲ့မှာကြန့်ဝါထဏန်းမှာသွားလုပ်လို့ရတယ်လို့ပြောတယ်အဲ့မှာကြတော့ဗောနော်ဒီ e extension လုပ်တဲ့အခါမှာငွေကုန်ကြေးကြကခမန်းချေဗောနော်ဘလောက်ဝင်ကျင်မှာရှိလဲမသိဘူးခဟုတ် e extension ကတစ်ချိန်လုံးမဲ့ဆိုရှင်2000ဝင်ကျင်ဗောနော်အဲ့ဒီလောက်မှာကြတိတ်လိမ့်မယ်အဲ့တော့ဟို e extension ကဟိုဝင်လာပြီးရင်3ခါလောက်တော့အထီတော့တိုးလို့ရတယ်လို့ခုသိထားတယ်ဗောနော်အဲဒါပေမဲ့အဲထက်ခါထက်ခါဒါကိုတိုးထားလို့ရှင်နောက်ပိုင်းကိုက visa အကြီးပြောင်းမဲ့ဆိုရှင်နည်းနည်း ထောက်ဆရာလေးတွေဖြစ်လာနိုင်တာမျိုးတော့ရှိတတ်တယ်ပေါ့နော်အဲ့ခါကျတော့ကိုကဆုံးဖြတ်ချက်ကတခါတည်းဒီလိုလာပြီးတာနဲ့ ED visa တန်းယူတော့မှာဆိုတာတေးကြတယ်ဆိုလို့ရှိရင်တော့တစ်ခေါက်ပဲ e extension လုပ်ပြီးတာနဲ့တန်းပြီးတော့ language school ကိုအပ်ပြီးတော့ ED visa ကိုတခါတည်းတန်းယူလိုက်ပေါ့နော်အဲ့ဒါကတော့သူတို့သိပ်ပြီးတော့ထောက်ကွက်ချက်အသိမရှိတော့ဘူးပေါ့နော်ခုဟုတ် ်ဟုတ်ကဲ့ဒါလေးကလည်းနီလန်တစ်ခုပေါ့နော်၁၄ရက်နဲ့လာတယ်ပြီးရင်တန်ရုံထောက်ခံစာယူတယ် EX extension လုပ်တယ်၃ချိန်တီတီရတယ်ဆိုပေမဲ့ခဏခဏလုပ်လို့ရှင်တော့ထောက်စရာတွေဖြစ်လာမယ်ဆိုတဲ့ဟာမျိုးပြီးတော့ကြမှာ ED visa ကိုပြောင်းလိုက်တယ်ကျောင်းကိုအပ်ပြီးတော့မှအဲ့မှာဒါ option တစ်ခုနောက်ထပ်တစ်ခုကကြတော့လေခရုခါဒီ third country ကိုထွက်သွားတယ်လာအိုတို့ကမ္ဘောဒီးယားတို့ VNN တို့ထွက်ပြီးတော့မှ extend ယူတယ်ဆိုတာအဲ့ဒါလေးလည်းကြားရတယ်ပေါ့အဲ့ဒါကြဘလို့မျိုးလဲမသိဘူးနော်ဟုတ် ဲ့ဒါကတော့14 day free ရန်ကိုပါပေါ့နော်မြန်မာနိုင်ငံမှာကိုဟိုကိုက TR visa ကိုရှောက်ဖို့အချိန်မရလိုက်ဘူးအခွင့်မတားလိုက်ဘူး14ရက်နဲ့အမြန်မြန်ထွက်လာခဲ့လိုက်ရတယ်ဒီရောက်တော့မှ tourist visa ကိုလိုချင်တယ်ဆိုလို့ရှိရင်လာအိုပြန်ထွက်တယ်ပေါ့နော်လာအိုထွက်ပြီးတော့ tourist visa ရှောက်ပြီးတော့မှအာနှစ်လသူကတစ်စိတ်သုံးတော့3လထုတ်ပေးတာပေါ့ခရူရဲ့ဒါပေမဲ့နှစ်လနေထိုင်ခွင့်ရတယ်နှစ်လပြီးရင်ခုနလိုပဲနောက်တစ်လ extend ထပ်လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးနဲ့လာအိုထွက်တယ်ထွက်ပြီးတော့ TR visa ယူပြီးတော့ပြန်ဝင်လာတယ်ပေါ့ TR visa ရပြီး ီးမှလည်း ED visa ကိုပြောင်းလို့လည်းရတယ်ခုခါအဲ့ဒါလည်းနောက်ထပ် option တစ်ခုအနေနဲ့ပေါ့နော် task country ကိုထွက်ပြီးမှတုံးထူပြီးတော့ပြောင်းဝင်တာတစ်ခုကြားထားတာပေါ့နော်ခရိုးရေဒီ sona က ED visa မျိုးပဲဒါပေမဲ့ language school ကမဟုတ်ဘဲနဲ့ပေါ့ချင်းမိုင်မျိုးမှရှိတဲ့ non ချင်းမိုင် university ကပေးတဲ့ဒီ program တခုပေါ့နော်အဲ့ဒါလေးကဆိုလို့ရှင် သူကချင်းမိုင်ကိုနှစ်ခါလောက်ပဲသွားရပြီးတော့ကျမအာဒီ immigration ကိုလည်းနှစ်လတစ်ခါနှစ်လတစ်ခါသွားဆရာမလိုဘူးဆိုတာလည်းကြားထားတယ်အဲ့ဒါလေးနဲ့ပတ်သက်တဲ့အသေးစိတ်လေးလည်းနည်းနည်းလောက်ပြောပြပေးပါအောင်ခါ ဟုတ်ကဲ့ခုအဲ့ဒါကကျတော့ Northern Chinmen University ကပေးတဲ့15လရတဲ့ Language School Program Visa ပေါ့နော်အဲ့တော့ तू ကဒီ program ကိုရှောက်တော့မယ်ဆိုရင်ရှောက်ရှောက်ချင်းတစ်ခေါက်တော့ချင်းမိုင်ကိုသွားရမယ်ပြီးပထမဆုံးရှောက်ရှောက်ချင်းမှာ तू က3လရမယ်အဲ့တော့3လပြည့်ရင်နောက်တစ်ခေါက်ထပ်သွားရတယ်အဲ့ဒုတိယတစ်ခေါက်သွားပြီးရင်တော့တစ်နှစ်ရသွားပြီ तू ဆုစုပေါင်း15လရတာပေါ့နော်ခုသူ့ရဲ့ဈေးနှုန်းလေးကတော့9000ကနေ6000ဝန်းကျင်လောက်မှာတော့ရှိတယ်ခုဟုတ်ကဲ့ ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ option လေးတွေကတော့အခုဆိုရင်တော့နှမျိုးသုံးမျိုးလောက်တော့ရှိနေပြီပေါ့နော်အာခရူခါဒီ ED visa နဲ့ရောက်လာရင်တော့နေထိုင်ခွင့်တော့ရတော့ပြီဆိုပေမဲ့အလုပ်လုပ်လို့ရလားမသိဘူးအလုပ်လျှောက်လို့ရလားမသိဘူးခါအာတရားဝင် ED visa နဲ့တရားဝင်အလုပ်လုပ်ခွင့်မရှိပါဘူးခု ဟုတ်ကဲ့အလုပ်တော့လုပ်လို့မရဘူးပေါ့နော်တရားဝင်လုပ်လို့မရဘူးဒါပေမဲ့ကိုယ့်အကူပေါ့နော်တခြားပေါ့ဒီ freelance လေးလုပ်မယ်ဆိုရင်တော့ဒါကတော့အဆင်ပြေတဲ့ option လေးတစ်ခုပေါ့နော်ဟုတ်ကဲ့ပါရှင်အဲ့တော့ဒီနေ့ကပေါ့နော်ဒီ ED visa နဲ့ပတ်သက်တာလေးတွေကိုခရူတာအားလုံးနဲ့သိအောင်လို့ sharing လုပ်ပေးခြင်းလို့ဒီ video လေးကိုရိုက်လိုက်တာဖြစ်ပါတယ်အားလုံးအတွက်အနည်းနဲ့အများတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခါအားလုံးကိုကျေးဇူးတင်ပါတယ်ခေါ့ခွန်မားခါဘိုင်ဘိုင်ခါ